ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကင်းပြည်နယ်မြောက်ဝတီမြို့မှာခရိုင်လာဝကမူကျော်တန်းကပြည်သူတွေကိုစမတ်ကပ်ပြုတ်လို့ရအတွက်လူတယောက်ကိုထိုင်းပန်ငွေတထောင်းကနေတထောင်းခွဲအထိတောင်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လကစတင်ပြီးတော့ခရိုင်လာဝကမူကျော်တန်းကမြောက်ဝတီမြို့နယ်အတွင်းနေထိုင်သူများမဟုတ်ပဲအခြားတိုင်းနဲ့ပြည်နယ်များကနေလာရောက်သူများကိုခီးသွားရရမှာစစ်ဆေးခံရတဲ့စမတ်ကပ်များပြုတ်လို့လိုပါက ငွေချင်းမြင်မားစွာတောင်းယူနေတယ်လို့သိရပါဗျ။ခရိုင်လောက်ဝကမှုကြောတန်းကရှမ်းပြည်နယ်မှတ်ပုံတင် ဖြစ်တဲ့73မြင်းဆောင်မှတ်ပုံတင်ဆိုရင်တအူးကိုစမတ်ကပြုတ်လောက်ကထိုင်းဘက်ငွေ1000ကနေ1000ခွဲအထိ၎င်းအခြားတိုင်းနဲ့ပြည်နယ်ကလာတဲ့လူတအူးကိုတော့စမတ်ကပြုတ်လောက်ကမြန်မာကျပ်ငွေအနည်းဆုံး၃သိန်းကနေ၁၀သိန်းအထိ၎င်းတောင်းယူကလုံဆောင်ပေးနေတယ်လို့သိရပါဗျ။မှတ်ပုံတွေအပေါ်မူတည်ပြီးတော့ဈေးအမျိုးမျိုးအပြောင်းလဲရှိတယ်။၁၃မြင်းဆောင်ဆိုရင်တော့ဘန်ငွေ၁၀၀၀ကနေပြီးတော့ထိုင်းဘန်ငွေ၁၀၀၀ခွဲအထိဈေးပေါက်တယ်။ ခရိုင်မိုးနဲ့ပေါင်းပြီးတော့လုံစားနေတာပေါ့လုံစားနေတာကကြပါပြီခမန်းတဲ့လောက်ဆိုရင်လွန်ခဲ့တဲ့၄လ၅လလောက်ခရဲကပါပြီးခဲ့တဲ့အပတ်ကတော့ပြည်နယ်မှုပြောလို့ခဏပိတ်လိုက်သေးတယ်ဒီဘက်မှာပြန်ဖွင့်တာတရက်သေးကို၁၀ရောက်ကနေအယောက်၂၀လောက်အထိလုတဲ့သူရှိတယ်လို့မြောက်ရီမျိုးကသတင်းအင်းမေကပြောပြထားပါတယ်ပြည်တွင်းမှာခရီးသွားလာရမှာလကောက်ပြည်ပထွက်ခွာခွင့်လက်မှတ်နိုင်ငံကူးလက်မှတ်ပတ်စပို့ပြုတ်လို့ရမှာလကောက်မှတ်ပုံတွေတခုတည်းနဲ့ပြီးစီးခြင်းမရှိတော့ပဲစမတ်ကပ်ပါလုံဆောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ